င်္ဂလာနဲ့နေအောင်တော့ဆက်ကနေရပါတယ်။မနေ့ကတည်းကကြိုးတော့ပြောပြီ။ဒီကယူကရိန်းရဲ့ view ဟာပြောင်းပြီပေါ့နော်။ UK ရဲ့ view ဟာကတဲ့ Blix လို့မှာရုရှားရဲ့လေကြောင်းနဲ့အလုံးရင်းဝုန်းပါပေါ့ကိစ္စပေါ့နော်။အဲ့တော့ inside ukraine's drone campaign ဆိုတာကအဲဒီ ukraine ရဲ့ဒီ drone campaign လုံဆောင်ဆောင်ရွက်မှုဒီအတွင်းပိုင်းအထိသွားမယ့်ကိစ္စကဘာလို့ဖြစ်လဲဆိုလို့ချင်းဒီ russia ရဲ့အတွင်းပိုင်းအထိသွားမှာသွားမှာက russia ကို blix လို့ blix ဆိုတာလေကြောင်းနဲ့လုံရင်ဝုန်းမှာ energy industry ပေါ့စွန့်ရင်ကဏ္ဍ အဲဆိုရင်ချင်းနဲ့လို့ဆိုရင်ရုရှားရဲ့စီးပွားရေးချင်းနဲ့မယ်အဲ့ဒီကိစ္စပေါ့နော်အစားလေးနဲ့ဆက်ကြည့်မယ် Ukraine has launched uh sorry used uh, long range long range drone strikes ပေါ့ဒါ ਈ သုံးပြနေပါတယ် has used ဆိုတော့သုံးပြနေပါတယ် against Russia energy infrastructure တဲ့ကိုတိုက်ခိုက်ဖို့ပေါ့နော် strikes against to attack Russia's economy ဆိုတာ Russia ရဲ့ economy ကိုဖျက်တောက်ဖို့အဓိကဖျက်တောက်ဖို့ trying to bring ပေါ့နော် uh bring Moscow to the table negotiating table ဆိုတော့ဒီရှင်နေညနိုင်မှုစပွဲကိုရောက်လာဖို့အဲအဲ့အဲ့ကိစ္စလုံးမှာသူကနော် short မပြောင်းနိုင်ပေါ့နော်ကုန်းတော့ကုန်နေပြီအဲ Peter Zelensky ကဒါဒီ Trump ကိုဒါနဘူးနဇာလုံးနေတာက Tomahawk တွေကိုရရှိဖို့ဒီတစ်ပတ်မှာရရှိဖို့နော်အဲဒီအကြောင်းအရာလေးကရရှိမယ်ရရှိလို့ဆိုရင်ဒါ power တိဆောက်လာမယ်ပေါ့နော်အဲ Zelensky တဲ့အဲ to ask for တဲ့တောင်းဆိုတဲ့ Zelensky ပေါ့နော် this week ကိုတောင်းဆို this week မှာသူ ရဖို့လိုတယ်ပေါ့အေးဒါလေးစာနေနဲ့ဖတ်ကြည့်မယ် Ukrainian leader has repeatedly signaled so signal ဆိုတာအချက်ပြတာပေါ့ခဏခဏပြောဆိုနေတယ် repeatedly ဆိုတာ again and again ပြောဆိုနေ he wants the long range cruise missile အဲ့ဒီ missile ကိုလိုချင်တယ်ဒီကတော့ဘာလို့ပို့လဲဆိုရင်ရေချက်က to strike deep into အဲ့ဒါပေါ့အထဲတဲ့ဒီနက်နက်ဆိုင်ဆိုင်အထဲတဲ့ဝင် deep into အာဒီ Russian territory ကိုထားနေပြီးပိုင်းနယ်ထဲကိုတိုက်ခိုက်ဖို့ဖြစ်တယ်ပေါ့နော် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါသတင်းဆိုပဲတဲ့ဒီကိစ္စဟန်ဂရီရဲ့ဝန်ကြီးချုပ်ကပြောတာပေါ့နော်အာဒီကိစ္စဘယ်လိုလဲဆိုတော့ Tomahawks တူ Ukraine နဲ့အာ Ukraine ကိုပေးပို့မဲ့ Tomahawks ကသတင်းဆိုဖြစ်လိမ့်မယ် would be bad news ဆိုတော့ဘယ်လိုဆိုမလဲဆိုတော့မသိဘူးပေါ့နော်ဘယ်လိုဆိုမထင်လဲကဘာအတွက်ဆိုသွားမလားနှစ်နိုင်ငံရှိပြည်ပခါနေရနေပြီးတော့ကဘာပြည်ပခါထိတိုးလာမလား American Power American တိုက်ရိုက်ဆိုတော့အာ ပြင်းထန်လာမှာလားပေါ့နော်โอเค supplies of US uh, launch range missiles to Kiev Kiev ကိုပို့ဖို့ဒီ supplies တွေอ่ะပေါ့နော် supplies ဆိုတာပို့ဆောင်မှုတွေထောက်ပံ့မှုတွေ would increase တိုးမြင့်လာလိမ့်မယ်တဲ့အဲ the risks of escalation ဆိုတော့ escalation ဆိုတာဒါတိမ်မာမှုတွေဒါမြင့်တက်လာမှုတွေကစွန့်စားမှုအပိုင်းကပိုကြီးမြင့်တက်လာမယ်လို့ပြောတာပေါ့နော်ဒါကတော့ဒီ Budapest Foreign Minister Hungary ရဲ့ Foreign Minister ကပြောတာเนาะ Okay, cool. I could be watching. I'll be Okay, why you want? Thank you very much. But we'll see you again, ma.